ဂျပန်၌တုတ်ကွေးသတိပေးချက်ထုတ်ပြန်ရသည့်အထိကူးစက်မှုမြင့်မားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်နိုင်ငံတဝမ်းတုတ်ဝေးဖြစ်ပွားမှုတွေမြင့်တက်နေခါဒိုချိုအန်နှံပြမှတုတ်ဝေးသတိပေးချက်များထုတ်ပြန်ထားပြီးစာတင်ချောင်းတထောင်ကျော်ရနာထားရပါထိန်။အော်တိုဘာလ28မှ26ရက်အတွင်းတုတ်ဝေးဖြစ်ပွားသူပေါင်း14,286ဦးရှိခဲ့ရှာဆက်ပန်းစစ်တပ်ရဲ့ရှေ့အတွက်သုံးများလျက်ရှိကြောင်းဂျမားရှိအလုတ္တမလူမှုဖူလုံရေးဝန်ကြီးဌာနထုတ်ပြန်ထားပါထိန်။ ယခုနှစ်ပထမအပတ်မှာတုတ်ကွေးဖြစ်ပွားမှုပေါင်း1000ကျော်ရှိခဲ့ကြောင်းယမန်နှစ်ကထပ်တလပိုးစောလာပါထဲဒီထပ်ပိုးပြီးပြန်ပွားလာရင်အခြေအနေတွေပိုမိုဆိုးရွားလာနိုင်ခါကျောင်းတွေကိုစက်ပိတ်ထားရမှာဖြစ်ကြောင်းအတန်းတွေပြန်ဆောက်ဖို့ဆိုရှင်အခြေအနေတိုးတက်လာတဲ့အထိစောင့်ဆိုင်းရမှာဖြစ်ကြောင်းလူတအူးကပြောပါထဲ ဝန်ကြီးများအဖွဲ့အသွင်းရေးမှူးချုပ်ယိုရှိမာဆာဟန်ယာရှိကတုတ်ကွင်းဆက်လက်ပြန်ပွားခြင်းကာကွယ်ဖို့အတွက်စေဝါပစ္စည်းများကာကွယ်ဆေးများတုတ်ကွင်းဆေးများရရှိစေရန်တရားအောင်ဆောင်ရွက်သွားမယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောသွားပါထိပြည်သူတအူးကားတော်တုတ်ကွေးဖြစ်နေကြတဲ့အကြောင်းသတင်းသွေးလိုက်ထားကြောင်းအော်တိုဘာလကုန်ကကောက်ွယ်ဆေးထိုးခဲ့တယ်လို့ဆိုပါထိပ် ကောက်ဝေးပြန်ပွားမှုကဂျပန်မှာဇီးပွားရေးတက်ရောက်မှုဖြစ်လာပြီးကျန်းမာရေးဆောင်ရှားမှုစရိတ်တွေမြင့်တက်လာကတိုင်းပြည်ရဲ့အကျိုးပြုထုတ်လုပ်နိုင်စွမ်းတွေအနှောက်အယှက်ဖြစ်စေပါတယ်လို့သိရပါတယ်ရှင်။